ဘောဘံက73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာတွေရောင်ချပေးလျက်ရှိပေမဲ့ဒီဇယ်နဲ့ဓာတ်ဆီဈေးနှုန်းတွေတလီတာကိုငွေကျပ်180မြင့်တက်လာတယ်လို့73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့ဈေးနှုန်းတွေအရသိရပါဗျ။ဇွန်28ရက်မှာ92တလီတာငွေကျပ်3140 95တလီတာငွေကျပ်3210ရိုးရိုးဒီဇယ်တလီတာငွေကျပ်2930ပရီမီယံဒီဇယ်တလီတာငွေကျပ်3385ကျပ်ဖြစ်ပါတယ်။ ဇွန်20ရက်မှာထုတ်ပြန်ထားတဲ့ဈေးနှုန်းတွေအရ92တလီတာကိုငွေကျပ်2960 95တလီတာငွေကျပ်3030ရိုးရိုးဒီဇယ်တလီတာငွေကျပ်2500ပရီမီယာဒီဇယ်တလီတာငွေကျပ်3100ဖြစ်တာကြောင့်92တလီတာကိုငွေကျပ်180 95တလီတာကိုငွေကျပ်180ရိုးရိုးဒီဇယ်တလီတာငွေကျပ်230ပရီမီယာဒီဇယ်တလီတာငွေကျပ်285ကျပ်အထိမြင့်တက်လာတာကိုတွေ့ရပါတယ် ဆက်သုံးစီဈေးနှုန်းတွေဟာနှစ်ပတ်ဆက်တိုက်မြင့်တက်လာတာလည်းဖြစ်ပြီးဇွန်ဆက်3ရက်မှာရောင်းချခဲ့တဲ့ဈေးနှုန်းတွေမှာ92တလီတာငွေကျပ်2850 95တလီတာငွေကျပ်2919ကျပ်ရိုးရိုးဒီဇယ်တလီတာငွေကျပ်2410ပရီမီယံဒီဇယ်တလီတာငွေကျပ်2990ဖြစ်ပါတယ်ဆက်သုံးစီဈေးနှုန်းတွေဟာတပတ်တာကာလအတွင်းအပြောင်းလဲမရှိပဲဇွန်လ29ရက်မှာထုတ်ပြန်ထားတဲ့ဈေးနှုန်းတွေအတိုင်းရောင်းချလျက်ရှိတာဖြစ်ပါတယ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဇွန်23ရက်အထိ73စီလုပ်ငန်းရှင်တွေအတွက်ဒေါ်လာ125သန်းအထိရောင်းချပေးထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေအတွက်ဇွန်6ရက်မှာဒေါ်လာတန်း30 10ရက်မှာဒေါ်လာ32သန်း18ရက်မှာဒေါ်လာ33သန်း23ရက်မှာဒေါ်လာတန်း30ရောင်းချပေးထားကြောင်းဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်